အော်လီစံနယ်လိုဝေဖန်ခံရတဲ့မင်းစူနီပါမြန်မာကိုဒေါ်စော် UAC ကနေတာဝန်ယူနိုင်ခြင်းရှိနေတဲ့ထူအယ်လွင်ထူအယ်လင်ကမင်းစကွဲမြန်မာပြိုင်ပွဲကိုပရိသတ်တွေလက်ခံလာအောင်အကောင်းဆုံးကျင်းပနိုင်ခဲ့ပေမယ့်ဝေပိုင်ရှင်ဖြစ်တဲ့မစ္စတာနဝက်နဲ့အကျုံးမတက်တဲ့အတွက်ကြောင့်လက်လွတ်ခဲ့ရတာပါအခုလက်ရှိမှာထူအယ်လွင်ကသူ့ကိုယ်ပိုင်ပါဂျန်ပရိုဒက်ရှင်ထောင်ကမြန်မာနိုင်ငံမှာအောင်မြင်ဆုံး National Director ဖြစ်အောင်ကြိုးစားမှာပါအရင်တော့ကဆိုရင်မစ္စကွဲမြန်မာပြိုင်ပွဲတစ်ခုတည်းအတွက်သာကျင်းပတာပါဒါပေမယ့်အခုလက်ရှိမှာတော့ ပြန်ပွဲကြီးကြီးကျင်းပကပွဲတစ်ခုထဲမှာရင်အလာမေတွေကို top 5နဲ့နာမည်ကြီးနေတဲ့အလာမေပြန်ပွဲတွေကိုဆဲလွတ်သွားမှာပါဝင်လာရတဲ့လာမေကိုအဓိကသတ်မှတ်ထားတဲ့ပွဲကြီးကိုဆဲလွတ်သွားမှာဖြစ်ပြီး banner app တွေကလည်းနာမည်ကြီးပွဲတွေကိုသွားမှာပါဒီထဲမှာ2 lane နဲ့ဘဲပွဲကိုတာဝန်ယူမယ်ဆိုတာချို့မပြောဘဲနဲ့လိမ့်ဝဲထားတာပါလာမေလာပိုင်းထဲမှာသာချွန်ညာသွားမှာပါပရိသတ်တွေကတော့2 lane ကိုင်မဲ့ပွဲကြီးအားမေးစွန်းနေပါမြန်မာပွဲဖြစ်နိုင်တယ်လို့ခန့်မှန်းနေကြတာပါ ဒါပြင်ပြီးခဲ့တဲ့ညကမင်းစူနီပါမြန်မာ2025ပြိုင်ပွဲကိုကြည့်ပြီးလဲစိတ်ညစ်နေကြတာပါအရေးချင်းရှိကစ조사တဲ့အလမဲတရားဖြစ်ပေမဲ့လဲစုမရတာမျိုးတွေရှိခဲ့တာပါဝင်နာစုရရှိသွားရင်ပြည်ဦးလွင်အလမဲပေါ်မှာလဲစိတ်တိုင်းမကြပဲနေဖြစ်နေတာပါရန်နာစုကအလချင်းပြိုင်ရင်တော့ perfect ဖြစ်ဖို့လိုအပ်နေသေးတာကြောင့်ပါအင်္ဂလိပ်စကားလဲကောင်းကောင်းမပြောတတ်သလို UNA ဘိုင်းမှာမပြီးသားတဲ့အင်္ဂလိပ်စကားပြောကြမလို့လူအများရဲ့ကိရာကိုခံနေရတာပါဘကုလာမင်းခင်နာစုနဲ့ရရှန်တို့ကိုတော်တန်းနေတယ်ဖြုတ်ချထားတဲ့ပေါ်မှာလဲ အားလုံးကမကြည်မနဲ့ဖြစ်နေကြတာပါ။ရာသင်ရထိုက်တဲ့အလှမဲတချို့ကိုလည်းတော့စတဲ့မှာပါတာကခံပြင်းစရာကောင်းလို့နေတာဖြစ်ပါရင်ဒါကြောင့်မလို့လေဒေါ်စောယူဝေကမင်းစူနီဘမြန်မာပြည်ဝဲကို cooking show တခုလို့ကျင်းပနေတယ်ဆိုပြီးတော့ဝေဖန်ခံနေရပါ။ပြည်ဝဲက only ပြည်ဝဲဖြစ်လာပြီးလို့မှတ်ချက်တွေပေးနေကြကဝေဖန်နေကြတာပါ။တကယ်လို့သာ 2N လွင်ကစားမင်းယူနီဘာမြန်မာ2020ရဲ့ National Director သာဖြစ်လာမယ်ဆိုရင်ထူးချွန်တဲ့အလှမတွေနေရာရောက်လာမယ်လို့ယုံကြည်နေကြတာကြောင့်ပါ မေဆွေနေပါမြန်မာလာမေတွေကစီနီယာတရားဖြစ်တဲ့တထက်ထုံးကလည်း National Director အပြောင်းလဲရှိနိုင်ကြောင်းကိုအင်တာဗျူးကနေတဲဝိုက်ပြီးတော့ပြောလာခဲ့တာပါလက်ရှိမှာ International Director ဖြစ်နေတဲ့ဒေါ်စောယူဝေကလည်းလုံလာခဲ့တဲ့73နှစ်ရှိပြီဖြစ်တဲ့အတွက်အပြောင်းမေဆိုရင်တောင်တာဝန်ကျင်းနေပါပြီဆိုပြီးတော့ချစ်ချူလာခဲ့တာပါဒေါ်စောယူဝေမလုပ်တော့ဘဲနောက်တစ်ခက်တက်လာမယ် National Director ကိုလည်းတထက်ထုံးကတော့ဝန်ရံပေးသွားမယ်လို့ဆိုပါရီဒေါ်စောယူဝေအနေနဲ့လည်းဝင်လာရွေးတဲ့အချိန်မှာသူ့အကောင်းဆုံးဖြစ်မဲ့အလှမဲ့ကိုရွေးချယ်ပေးရတာပါကတ်တဝပိုင်းအားသာနေမယ်ဆိုရင်လည်း ဗီယမားတယောက်ရဲ့အသွင်ပြင်းမျိုးမရှိသလိုလနေပြန်ရင်လည်းအခွန်ဗလာဆိုတဲ့အနေထားတွေကသာများနေတာပါဒါကြောင့်မလို့ရွေးချယ်ရတဲ့သူတွေအနေနဲ့လည်းအားနည်းချက်တွေကအကောင်းဆုံးဖြစ်မဲ့အားနည်းချက်ကိုသာရွေးချယ်ထားတာဖြစ်ပါသည်ပရိသတ်ကြီးအနေနဲ့ရောမစ်ဆူနီမမြန်မာပြန်ပွဲကြီးကိုထူးဝင်လင်ကင်တာမြင်ချင်လားဆိုတာပြောခဲ့ပေးပါအောင်ရှင်တ िश ူအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစေဝင်စားစရာကောင်းတဲ့ဆယ်လီလင်းပညာရှင်တွေရဲ့သတင်းတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီဒီရောက်လောက်နေပဲနှုတ်ဆက်ခဲ့ကြပါတယ် အပိနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုစိန်နှလုံးရှင်လန်းချက်မြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်